ဲ့တော့မိဘကြီးကိုပေါတပါးတွေအားလုံးเนาะကျွန်တော်တို့ဒီနေ့ညမှာအဓိကပြောမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံမှာဒါကျွန်တော်တို့အာမြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကတော့ဒါဟိုဒီ9နှစ်မြောက်လောက်ဒီရောက်လာတဲ့အခါမှာပေါ့เนาะ9နှစ်တည်းဒီကိုဒါဝင်လဲဝင်နေပါပြီ9နှစ်လောက်ဒီကိုဝင်လာတဲ့အခါမှာဒါကျွန်တော်တို့အဓိကပြောပြောချင်တာဒီကလေတက်ပဲကျွန်တော်တော့เนาะလေတက်လေတက်သူတို့ အဲဒီအောက်ပိုင်းမှာတော့သူတို့မရှင်နိုင်တော့ဒါအမှန်တိုင်းပြောပြတာလေသူတို့အောက်ပိုင်းမှာသူတို့ရှင်နိုင်ဖို့တော့ကတော်တော်ခဲနေတယ်အချမ်းမတ်စစ်ကောင်စီတွေအဓိကသူတို့တုံးနေတာကတော့လေတက်ပေါ့နော်လေတက်ကိုသူတို့အဓိကတုံးနေတယ်အဲ့လေတက်ကိုအဓိကတုံးနေတဲ့အချမ်းမတ်စစ်ကောင်စီကလေတက်ကိုသူတို့အဓိကတုံးနေတဲ့အရာတွေအားလုံးကအဲ့ဒါအောင်မြင်နေတာမဟုတ်ဘူးအဲ့ဒါရှုံးနေတာနော်ရှုံးနေတာ ဘာဖြစ်လို့လေတက်ကိုတုံးတုံးတုံးတယ်လဲဆိုလို့ရှိရင်မြေပြင်ထိုးစစ်ကနော်ဒါစည်ရည်နဲ့ပတ်သက်ပြီးတုံးတက်တာပေါ့နော်မြေပြင်ထိုးစစ်ကရှေ့ကိုထိုးလို့မရတော့လို့သူတို့တုံးတာနော်ဒီဒီဟိုဟာပေါ့တော့ပြောရမယ်ဆိုလို့ရှိရင်လေဒီလင်းပြောင်သူတို့တုံးနေတဲ့အနေဒါရှေ့ကိုထိုးပေါက်လို့မရတော့လို့ဒီလေတက်ကိုတုံးတာအဲ့တော့တုံးလာတဲ့အခါကျတော့အခုကပြည်သူကဘာအတန်ထွက်လာလဲဆိုလို့ရှိရင် ဒီလင်းပြန်ကိစ္စနဲ့ပတ်သက်ပြီးသူတို့လုံသမျလုံသမျအကျိုးဆက်တွေအားလုံးကဘသူတွေနောက်ဆက်တွဲကပို့ပြီးတော့မှခံလာဖို့တွေ့ရှိတယ်လေဆိုလို့ရှိရင်အဲ့ဒီလေတက်နဲ့ပတ်သက်တဲ့ဆက်နွယ်နေတဲ့မိသားစုတွေဆွေမျိုးတွေထိလိုက်မယ်မိသားစုတွေဆွေမျိုးတွေထိလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ပြည်သူကမှတ်ထားတယ်เนาะပြည်သူကမှတ်ထားတယ်သူတို့ရဲ့ရွာသူတို့ရဲ့ခြေရွာသူတို့ရဲ့ဒေသ ဘသူတွေကဘသူတွေလောက်ခဲ့တာဘသူတွေကဘိုးတွေလောက်ခဲ့တာဆိုတဲ့အရာအဲ့တော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဒီလိုမျိုးပြည်တွင်းစစ်ကဘာကြောင့်ဖြစ်လာတာလဲဆိုလို့ရှိရင်အကြမ်းမဲ့စစ်ကောင်စီမဲအောင်လိုက်ဟာအချင်းယုတ်လို့ဒါအမှန်တမ်းပြောသူအချင်းယုတ်လို့ဒီပြည်တွင်းစစ်သူဖြစ်လာတကယ်တကယ်မြန်မာနိုင်ငံမှာပြည်တွင်းစစ်ဘာမှဖြစ်เสียအကြောင်း မရှိဘူးဒါအမှန်တရားကိုပြောပြနော်သူအချင်းယုတ်လို့ဒီလိုမျိုးတွေဖြစ်ပြက်ခဲ့တာမလိုလားအပ်တဲ့ပြဿနာတွေဖြစ်ခဲ့တာပေါ့နော်ဒါအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ပြီးအဲ့တော့သူအချင်းယုတ်လို့ဖြစ်ခဲ့တဲ့ပြဿနာတွေဖြစ်တယ်အကြမ်းမစစ်ကောင်စီသူတို့စိုက်တဲ့အတိုင်းပြန်ပြီးတော့မှတော့ရိပ်ရလိမ့်မယ်ရှောင်လွဲလို့တော့မရဘူး အခုတို့လေတက်ကိုတုံးနေလိန်ပြန်နေတုံးနေဒီလိန်ပြန်နေတုံးနေဆိုတာအဲ့ဒါအကြမ်းမဲ့စစ်ကောင်စီစစ်နိုင်နေလို့တုံးတာမဟုတ်အကြမ်းမဲ့စစ်ကောင်စီစစ်ရှုံးနေလို့တုံးတာပြည်တွင်းစစ်မှာလိန်ပြန်တုံးစရာဘာအကြောင်းမှလည်းမရှိဘူးနော်ပြည်တွင်းစစ်မှာလင်းမြတ်တုံးစရာဘာအကြောင်းမှမရှိအခုတို့ပြည်တွင်းစစ်မှာလင်းပြန်နေတုံးနေအာအကောလုံးအခုဒီပိုင်းကိစ္စတွေတို့လှုပ်သွားတဲ့ကိစ္စတွေအားလုံးရုပ်ပြက်ဆင်းပြက် နော်သူတို့လှုပ်ချလိုက်တဲ့ကိစ္စတွေအားလုံးအားလုံးသူတို့ရဲ့ပါဇက်ကတော့ပြောတာပေါ့နော်အာအကြမ်းဖက်ရှိတယ်ဗာဖြစ်တယ်ညာဖြစ်တယ်ဆိုသူတို့ပြောတယ်အဲ့လိုမျိုးပြောတဲ့လူတွေအားလုံးကမြန်မာပြည်နဲ့ပတ်သက်တဲ့ဒီပြဿနာအကျိုးအကြောင်းတွေကိုဖုံးကွယ်ဖို့အတွက်စူးစမ်းနေတဲ့အတိုင်းဝိုင်းတစ်ခုကတော့ပြောလိမ့်မယ်အကြမ်းဖက်စစ်ကောင်စီမရောက်လိုက်ဘူးဘယ်သူမှအာဏာစုမသိမ်းခိုင်းဘူးနော်အာဏာစုမသိမ်းခိုင်းဘူးဒါအရှင်းဆုံးပြောပြတာ သူဘာသာသူအာနာအတင်းအဓမ္မသူတို့တွေက အုပ်စုလိုက်ပေါ့နော်ဝိုင်းပြီးတော့မှအာနာတိန်ချင်းရဲ့နောက်ကမှတိုင်းသားတွေကောပြည်တွင်းစစ်တွေကောတောင်နှမ်းဒေသကောမြေပြန့်ဒေသကောအကုန်လုံးအားလုံးအားလုံးကဒီလိုမျိုးပြဿနာတွေအားလုံးဖြစ်လာတာဖြစ်တယ်အဲ့တော့၅နှစ်တည်းဝင်လာပြီလို့ပြောတဲ့အခါမှာမေးနိုင်သလားဆိုဘယ်သူမှမမေ့ပါဘူးဒီအကြောင်းတရားတွေအားလုံးဘယ်သူမှမမေ့ဘူးအကုန်လုံးပြန်ပြောတတ်တယ်အကြမ်းဖက်စစ်ကောင်စီမေးအောင်လာရ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှမဲတော့တော့တော့မဲအဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်မဲနဲ့ပတ်သက်ပြီးတော့မှအကြောင်းပြုပြီးသူအနိုင်ငံရေးအမျက်ထုတ်လာတာ9နှစ်ထဲဝင်လာပြီဘသူမှလက်မခံနိုင်ဘူး9နှစ်ထဲဝင်လာပြီเนาะ9နှစ်ထဲဝင်လာပြီ9နှစ်ထဲဝင်လာတဲ့အချိန်အတွင်းမှာသူသူကသူ့ရဲ့ပြောစကားတွေကအခုဆိုလို့ရှိရင်အတိတ်ပဲမရှိတော့เนาะသူကိုထောက်ခံတဲ့တမတော်သားတွေ နော်တမတော်သားတွေသူနဲ့ပတ်သက်တဲ့လူတွေအားလုံးအားလုံးရဲ့အခြေအနေတွေအားလုံးလည်းဒီ9နှစ်ထဲထိရောက်လာတဲ့အခါမှာသဘောပေါက်သင့်နေပြီသူတို့ချုပ်လဲသဘောပေါက်နေပါပြီနော်အတူကပြည်သူလူထုကိုလည်းလိန်နေတိုင်းသားတွေကိုလည်းလိန်နေနောက်ဆုံးအကြမ်းမဲ့စစ်ကောင်စီမင်းအောင်လှိုင်လိန်နေအဆူရွာဆုံးသောအရာတကွာတမတော်သားတွေကိုလည်းလိန်နေတမတော်သားတွေကိုလည်းညာတယ်အခုတမတော်သားတွေကလည်းကင်းပြင်းနေမှာတေးတာတောက်တောက်လဲ ကရင်ပြည်နယ်မှာတည်တာလည်းတောက်တောက်လည်းရခိုင်ပြည်နယ်မှာတည်တာလည်းတောက်တောက်လည်းအဲကျွန်တော်ပြောပြမယ်အခုကပြည်နေပွဲကတယ်ဆိုတာကိုအခုဘယ်လိုမြင်လဲလို့မိမဲ့အစားမိမဲ့အစားနော်ကိုတန်းစော်ဦးမေးတဲ့နဲ့အကြောင်းတရားအရာတကွာမင်းရောက်လိုက်အာနာသိန်းနာအောင်မြင်သလားဆိုတာကိုအခုလို့မေးရမှာတော့ပါတယ်နော်မင်းရောက်လိုက်အာနာသိန်းနာ အောင်မြင်သလားကျွန်တော်တို့မယူပါကျွန်တော်တို့ယူရလို့လာပြောလို့မရကျွန်တော်တို့မယူနိုင်နော်ကျွန်တော်တို့မယူဘူးကျွန်တော်တို့ကအမျိုးသမီးတန်ဖိုးသေးတယ်အမျိုးသားတန်ဖိုးသေးတယ်ကလေးတန်ဖိုးသေးတယ်အနာဂတ်မျိုးဆက်သေးရတန်ဖိုးသေးတယ်နော်သဘောပေါက်လားသဘောပေါက်လားအောက်ကနေခမရိုးအဲ့ဒါလေးတွေပြင်ကြ ခင်ဗျားတို့ထိုင်းနိုင်ငံသားတွေနဲ့ရှင်လိုက်လို့ရှင်ခင်ဗျားတို့စိတ်သက်အောက်တန်းမကြနဲ့စင်ကာပူနိုင်ငံသားတွေနဲ့ခင်ဗျားတို့စိတ်သက်ရှင်လိုက်လို့ရှင် စိတ်သက်ကအောက်တန်းမကြနဲ့ကမ္ဘာနိုင်ငံမှာရှိနေတဲ့နိုင်ငံတူနိုင်ငံသားတွေနဲ့ခင်ဗျားတို့စိတ်သက်ကိုရှင်လိုက်လို့ရှင်စိတ်သက်ကအောက်တန်းမကြစေနဲ့တော်ပါရနော်နိုင်ငံရေးလောကတွေဝင်မလားတော်လိုင်းလောကတွေဝင်မလားပြည်နယ်ရေးလောကတွေဝင်မလားခင်ဗျားတို့စိတ်သက်ကိုအရင်ဆုံးကမ္ဘာကြီးနဲ့တွားတက်အောင်အရင်လေးလား ပြည်သူအုပ်ချုပ်ရေးရောက်လာလို့ရှင်တမတော်သားတွေရဲ့ဘဝတွေဒီလေကဘာကြီးနဲ့ရင်မောင်တန်းအောင်ပြည်သူကပို့ပေးမှာပဲခင်ဗျားတို့အကြမ်းမစစ်ကောင်စီ မပို့ပေးသောကဘာနိုင်ငံအသီးသီးကိုတမတော်သားတွေကိုပို့မှာပြည်သူအုပ်ချုပ်တဲ့ခေရောက်အောင်ပြောတာအခုခင်ဗျားတို့အောက်ချီမှာရှိနေတဲ့တမတော်သားတွေကကဘာနိုင်ငံအသီးသီးကိုလေးလာပိုင်ခွင့်မရှိဘူးဘာဖြစ်လို့လေးလာပိုင်ခွင့်မရှိလဲဆိုတော့အကြမ်းမစစ်ကောင်စီကအကြမ်းပတ်တာလို့နော်အကြမ်းပတ်တာလို့ အော်ကျွန်တော်နဲ့မပေါင်းပဲနဲ့ခင်ဗျားတို့ကကရင်ပြည်နယ်မှာသွားသိမလို့လားကျွန်တော်တို့လူမှန်နေနဲ့မပေါင်းပဲနဲ့ခင်ဗျားတို့ကကချင်ပြည်နယ်မှာသွားသိမလို့လားကျွန်တော်တို့လူမှန်နေနဲ့မပေါင်းပဲနဲ့ခင်ဗျားတို့ကရခိုင်ပြည်နယ်မှာသွားသိအောင်လို့လားအတွေးကော်လေးကိုအရင်ပြင်း ခေစနစ်ကဘယ်သူမှသိစရာဘာအကြောင်းမှမရှိဘူးခင်ဗျားတို့အကြမ်းမဲ့စစ်ကောင်စီမရောက်နိုင်ကိုထောက်ခံနေတဲ့ကောင်တွေ၅နှစ်လုံးလုံးထောက်ခံနေတဲ့ကောင်တွေအားလုံးခင်ဗျားတို့ထိုင်းနိုင်ငံမှာရှိနေတဲ့ စစ်တပ်ကိုအရင်ဆုံးလာလေလားကျွန်တော်အဲ့ဒါ challenge ခေါ်တယ်လိုက်လာနော်အဲ့တော့လေးလာအဲ့တော့လေးလာဘာဖြစ်လို့လဲဆိုတော့ time မှာရှိနေတဲ့စစ်တပ်ကိုလေးလာ time မှာရှိနေတဲ့စစ်တပ်ကိုလေးလာလို့ရှိရဲ့ဘာဒီခင်ဗျားတို့အမြင်မှန်ရမလဲဆိုလို့ရှိရင် ထိုင်းမှာရှိနေတဲ့စစ်တပ်သည်ပြည်သူနဲ့ရံမှာဖြစ်ဘူးထိုင်းမှာကချင်ကရကရင်ချင်းဗမာမော်ရခိုင်ရှမ်းအကုန်ရှိတယ်တဘောပေါက်လားတဘောပေါက်လားတော်ပါလား ဲ့တော့ထိုင်းမှာရှိနေတဲ့စစ်တပ်ကိုခင်ဗျားတို့အရင်ဆုံးလေ့လာအရင်ဆုံးလေ့လာတဲ့အခါမှာထိုင်းမှာရှိနေတဲ့စစ်တပ်တွေသည်ပြည်သူနဲ့ရန်ဖြစ်သလားထိုင်းနိုင်ငံကိုရောက်လာတဲ့မြန်မာပြည်သူပြည်သားတွေနဲ့ထိုင်းနိုင်ငံမှာရှိနေတဲ့စစ်သားတွေသည်စကားများသလားအဲ့ဒါကိုအရင်ဆုံးလေ့လာနော်အဲ့ဒါကိုကြည့်အဲ့ဒါသည်နီးမှလမ်းမှမယ် ဘာမှခေစနစ်အရာခမရလို့တက်မတော်သားတွေဒီတေးစရာပါအကြောင်းမှမရှိနော်ကချင်ပြည်နယ်ရဲ့အနာဂတ်ကို ကချင်အမျိုးသားတွေအဲကချင်အမျိုးသားကြီးတွေလွတ်လပ်စွာသူတို့တွေဒီစီမံခန့်ခွဲပိုင်ခွင့်ရှိတယ်အညာမီမှာရှိနေတဲ့အညာသူအညာသားတွေရဲ့ဘဝတွေအားလုံးကိုအညာသူအညာသားတွေရဲ့ရေကလွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့်ရှိတယ် ကရင်ပြည်နယ်မှာဆိုလို့ရှိရင်လည်းကရင်ပြည်နယ်မှာရှိနေတဲ့ကရင်ပြည်နယ်နဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုကရင်ပြည်နယ်မှာရှိနေတဲ့လူတွေအားလုံးကလည်းလွတ်လပ်စွာစီမံပိုင်ခွင့်ရှိတယ်။ထိုလီလကောက်မဲ့ကျွန်တော်တို့ချင်းပြည်နယ်မှာဆိုလို့ရှိရင်လည်းချင်းပြည်နယ်မှာရှိနေတဲ့ခရိုင်နေအသီးသီးတဲ့အားလုံးချင်းအမျိုးသားကြီးတွေကလွတ်လပ်စွာစီမံပိုင်ခွင့်ရှိတယ်။ဒီခေတ်ရဲ့စနစ်ရဲ့ပုံစံအရဘယ်သူမှသိစရာဘာအကြောင်းမှမရှိဘူး။ဘာကြောင့်သိတယ်လဲ။ ။ဘာကြောင့်ဒီလိုမျိုးဖြစ်တယ်လဲဆိုတဲ့အခါကျတော့ခင်ဗျားတို့လူပါဝါတယ်။ကင်းခင်ဗျားတို့အကြံပေးစစ်ကောင်စီတွေနဲ့ပတ်သက်တဲ့လူတွေကလူပါဝါတယ်။ကင်းပြည်နယ်မှာဘာလုပ်လို့ရမလဲ။ခင်ဗျားတို့လူပါဝါပြီလို့တယ်။ချရတယ်ခင်ဗျားတို့။ခင်ဗျားတို့သွားပြီးတော့မှလုံနေတဲ့အရာတွေအားလုံးစစ်နဲ့တိုက်မယ်။ပြီးလို့ရှိရင်အမျက်ထုတ်မယ်။ပြီးလို့ရှိရင်ကင်းပြည်နယ်ထဲမှာရှိနေတဲ့နေရာတွေမှာစကန်းနေခင်ဗျားတို့ချမယ်။ ခြားပြီးတော့မှခင်ဗျားတို့လုတ်ချင်တာနေခင်ဗျားတို့ account ထဲပေါ့မယ်ပြောချင်တာတော့ကကရင်အမျိုးသားကြီးရဲ့အနာဂတ်ကိုခင်ဗျားတို့သွားလှူလို့မရကရာအမျိုးသားကြီးရဲ့နိုင်ငံအနာဂတ်ကိုခင်ဗျားတို့သွားလှူလို့မရဘိုးကျော်အောင်ဆန်းကလည်းဒီလွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ဘိုးကျော်အောင်ဆန်းကလည်းကချင်အမျိုးသားကြီးရဲ့ကိစ္စတွေကိုဝင်ရောက်ဆုတ်ဖက်ပါလို့မမာခဲ့ဘူးချင်းအမျိုးသားကြီးရဲ့ကိစ္စတွေကိုဝင်ရောက်ဆုတ်ဖက်ပါလို့ ဘိုးချုပ်အောင်ဆန်းမမာခဲ့ပါဘူးပြန်လေးလာပါတမိုင်းဟုတ်เนาะကြားပြည်နယ်မှာရှိနေတဲ့အမျိုးသားကြီးနဲ့ပတ်သက်တဲ့အရာတွေကိုဝင်ရောက်ဆွတ်ဖက်ပါလို့မမာခဲ့ခရစ်စနစ်အရာတမတော်သားတွေဆိုတာကစစ်တိုက်စရာမရှိပြည်သူအကျိုးတည်ဖို့ရင်းနဲ့ပျော်နေရမယ်ရွှင်နေရမယ်ပြုံးပျော်နေရမယ်သဘောပေါက်လား အခုအကြမ်းမစစ်ကောင်စီမဲအောင်လိုက်အုပ်ချုပ်လိုက်တဲ့၅နှစ်အတွင်းခင်ဗျားတို့စဉ်းစားဦးသိန်းစိတ်အုပ်ချုပ်တဲ့ခေတ်တက်ကိုဘဝပို့ဆိုးသွားတယ်အဲ့ဒါခင်ဗျားတို့အချင်းချင်းမြင်လို့ရအောင်ကျွန်တော်ပြန်ထောက်ပေးဦးသိန်းစိတ်လက်ထက်တော့ကဒီလောက်ထိမဆိုးသေးဘူးသဘောပေါက်လားမသိနော်ဦးသိန်းစိတ်လက်ထက်တော့ခင်ဗျားတို့ရဲ့ဘဘကြီးဦးသိန်းစိတ်လက်ထက်တော့ဒီလောက်ထိမဆိုးသေးဘူးမဲအောင်လိုက်လက်ထက်မှာစုပ်ပြတ်သွားတာတမတော်သားတွေရဲ့ဘဝပို့ ဆုပ်ပြတ်တတ်သွားတယ်။ဥသိမ့်စိန်လက်ထက်တော့ကနော်နေဆက်ရေးရတွေပါတယ်အစဉ်ပြေသေးတယ်။တောင်တန်းဒေသတွေပါတယ်အစဉ်ပြေရဲ့အတန်လေးတွေကြားသေးတယ်။ဒါပေမဲ့မင်းအောင်လိုက်လက်ထက်မှာမူချိုးပြစ်ချိုးအကော်လုံးသည်ပုတ်ဆော်နံသွားဆုပ်ပြတ်တတ်သွားတယ်။တစ်တော့မှကြည်လဲခမားတို့စကားစားတွေတည်တဲ့တဲ့ရင်နေနော် Facebook မှာကြည်လဲခမားတို့စကားစားတွေတည်တဲ့တဲ့ရင်နေ ဒါတွေပဲတခုပြီး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 အကောလုံးတက်လာသဘောပေါက်လားမသိတက်လာပြီးတော့ကရင်ပြည်နယ်မှာဆိုလို့ရှိရင်လည်းခမန်းလို့စစ်တိုက်စရာဘာအကြောင်းမှမရှိချင်းပြည်နယ်မှာလည်းစစ်တိုက်စရာဘာအကြောင်းမှမရှိကျွန်တော်တို့ကဒီဘိတ်လုတ်ချင်တယ်ဘာဖြစ်လို့စစ်တိုက်တာလဲဘာဖြစ်လို့ကရင်ပြည်နယ်ကိုစစ်တိုက်တာလဲဒီဘိတ်လုတ်ချင်တယ်နော်နိုင်ငံတကာ နိုင်ငံတကာပညာရှင်တွေကိုခေါ်ပြီးတော့မှဒီဘေးလုပ်ချင်တယ်နိုင်ငံတကာစီရေးသူတည်တနာပညာရှင်တွေပေါ့ကမ္ဘာစီရေးသူတည်တနာပညာရှင်တွေကိုခေါ်ပြီးတော့မှဒီဘေးလုပ်ချင်တယ်ခင်ဗျားတို့အကြမ်းမဲ့စစ်ကောင်စီမင်းအွန်လိုင်းဘာကြောင့်ချင်းပြည်နယ်ကိုဘာကြောင့်ချင်းပြည်နယ်ကိုစစ်တိုက်ချင်ရတာလဲဘာကြောင့်ချင်းပြည်နယ်ကိုဒီလိုပေါင်900ဘုံနေနဲ့ချတာလဲဘာကြောင့်ရခိုင်ပြည်နယ်ကိုရခိုင်ပြည်နယ်ကိုပေါင်900ဘုံနဲ့ကျဲချတာလဲဘာကြောင့်ကြားပြည်နယ်ကို ခင်ဗျားတို့အကြမ်းမဲ့စစ်ကောင်စီဓာတုပေဒပါတဲ့အစိမ့်ငွေပါတဲ့ဟာတွေနဲ့ဘာဖြစ်လို့ကြားပြင်းနေကိုထားရတာလဲဘာကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှာအဲဘာကြောင့်နောင်ချိုမှာဘာကြောင့်ဘာကြောင့်အညာမြေမှာခင်ဗျားတို့အကြမ်းမဲ့စစ်ကောင်စီရဲ့ရဲရဆက်ဆက်ပေါင်ကားရပုံတွေကျဲချနေတာလဲအဲ့တော့ကမ္ဘာနိုင်ငံအသီးသီးမှာရှိနေတဲ့စီရေးသူတေသနာပညာရှင်တွေအရှိမဒီဘေးလောက်ချင်းတယ်ဒီဘေးလောက်ချင်းတယ် နော်ဒီဘက်လောက်ချက်ဓမ္မတာနဲ့ခမားတို့တွေဒီအမှန်တရားထွက်မှာအမှန်တရားထွက်မှာမရောက်လိုက်ဘာကြောင့်ကရင်ပြည်နယ်ကို ပေါင်ကားဘုံနဲ့ကျဲတာလဲအဖြေပေးလေမရောက်လိုက်ဒီဘာကြောင့်ဒီအကြမ်းမဲ့စစ်ကောင်စီမရောက်လိုက်ဒီဘာကြောင့်ကချင်ပြည်နယ်ကိုပေါင်900ဘုံနဲ့ကျဲတာအဲ့ဒါကိုအဖြေအရင်အရင်ပြောနော် ငါတို့ပြင်မပြောနဲ့ငါတို့လှုပ်ခိုင်းတာကိုလှုပ်ဘာညာဆိုလို့ချင်းအဲ့ဒါဆိုလို့ချင်းမင်းအောင်လိုက်ကိုယ်တိုင်ကအောက်ချိန်မှာရှိနေတဲ့တမတော်သားတွေကိုအကြမ်းဖတ်ထားတယ်တမတော်သားတွေဆိုတာကခမရတို့ခိုင်းကျင်တဲ့အချိန်ခိုင်းမှုအတွက်ခမရတို့ဖိကျင်တိုင်းဖိဖို့အတွက်တမတော်သားတို့ဖြစ်လာတာမဟုတ်ဘူးအဲ့ဒါမြင်မြတ်မှတ်တာခမရတို့ဒီအောက်ချိန်မှာရှိနေတဲ့တမတော်သားတွေကို၅နှစ်လုံးလွယ်မာသောအတွေ့အခေါ်တွေနဲ့အတူ တိုင်းသားတွေနဲ့မိုင်းတိုက်ထားတယ်။အညာသူအညာသားတွေနဲ့မိုင်းတိုက်ထားတယ်။နော်။ကချင်ကရကရင်ချင်းဗမာမော်ရကန်ချင်းအကုန်လုံးနဲ့မိုင်းတိုက်ထားတဲ့ဟာကိုရက်လိုက်တော့။ဘာဖြစ်လို့လဲ။လူငယ်တွေစကားပြောတတ်သွားတယ်။လူငယ်တွေဒီအကြောင်းအရာတွေကိုပြောပြတတ်သွားတယ်။ဘာဖြစ်လို့လဲ။လူငယ်တွေကကရင်ပြည်နယ်ဆိုလဲသွားတယ်။ကြားပြည်နယ်ဆိုလဲသွားတယ်။အညာမြေတခွင်ဆိုလဲသွားနိုင်တဲ့လူတွေရှိတယ်။နော်အကုန်လုံးခြေဆက်နေကချင်ပြည်နယ်လဲသွားတယ်။အကုန်လုံးသွားတယ်။ ဒီတိုင်းသားနယ်မြေတွေကိုလူငယ်တွေမျိုးဆက်တစ်တွေကသွားပြီးတော့ခမရတို့အကြမ်းမစစ်ကောင်စီမင်းအောင်လည်းဘယ်တော့မှမသွားရဘူး။ဘာဖြစ်လို့မသွားရဲတယ်လဲဆို तू မဟုတ်တာလုပ်တာလို့ तू မသွားရဲ။နော် generation စီတွေကဒီနယ်မြေတွေမြန်မာပြည်နဲ့ပတ်သက်တဲ့နယ်မြေတွေအကုန်လုံးသွားရဲတယ်။ဒါပေမဲ့ခမရတို့အကြမ်းမစစ်ကောင်စီကမသွားရဲဘူး။ခမရတို့အကြမ်းစစ်ကောင်စီကနေရာတွေတော်တော်များများအောင်မသွားရဲမလာရဲ။အဲ့လိုမျိုးတွေဖြစ်ပြီးတော့မှအောက်ခြေမှာရှိနေတဲ့တပ်မတော်သားတွေကိုအကြမ်းဖက်ပြီးတော့မှ တိုင်းသားတွေနဲ့ရန်တိုက်တာကိုရက်ပါအညာသူအညာသားတွေနဲ့ရန်တက်တာကိုရက်ပါနောက်လေးရင်ပြန်သုံးတယ်လေးချောင်းလိုင်းသုံးတယ်အဲ့ဒါဒီအင်မတန်ရှက်ဖို့ကောင်းအဲ့ဒါဒီအင်မတန်ရှက်ဖို့ကောင်းမြန်မာနိုင်ငံနဲ့အနီးဆက်ဆုံးထိုင်းနိုင်ငံဒီခီးသွွာလာရေးမှာအခုအရန်အဆင်ပြေခင်ဗျားတို့ကမြန်မာနိုင်ငံမှာကချင်နဲ့လဲစစ်သွွာဖြစ်တယ်လိုက်ကရင်နဲ့လဲစစ်သွွာဖြစ်လိုက် စစ်ဖြစ်စရာဘာအကြောင်းမှမရှိဘူး။ဘာဖြစ်လို့စစ်ဖြစ်တာလဲကျွန်တော်ကြည့်ကြည့်တယ်။ခင်ဗျားတို့ကတန်ဇာတတွေခင်ဗျားတို့လုံမယ်။နော်တန်ဇာတတွေခင်ဗျားတို့တွေဒီဖိအားပေးပြီးခင်ဗျားတို့လုံကြတယ်။ထုတ်ကြတယ်။နောက်ွယ်မှာခင်ဗျားတို့အရှုပ်ရှင်းနေအများကြီးရှိတယ်။ ဒါတွေကိုကျွန်တော်တို့တွေက၅နှစ်လောက်လုံးเนาะတော်လိုင်းကိုပါဝင်လာရင်းနဲ့တဖြည်းဖြည်းသဘောပေါက်လာကြတယ်။နောက်ဆုပ်ပြတ်တတ်ကုန်တယ်။ရစရာမရှိဘူး။အဲ့တော့ကျွန်တော်မြန်မာနိုင်ငံကြီးကအစိတ်စိတ်အမောင်းမလွင့်နေ။အဲ့ဒီအစိတ်စိတ်အမောင်းမလွင့်တာဒီအရေးချင်းရှိတဲ့လူတွေတက်ပြီးတော့มาအုပ်ချုပ်နေလို့เนาะတက်အုပ်ချုပ်နေလို့ ဒီခင်းရဲ့စနစ်အရာတတ်မတော်သားတွေဒီစစ်တိုက်စရာမလိုတကယ်ပြောတာခင်းရဲ့စနစ်အရာတတ်မတော်သားတွေဒီစစ်တိုက်စရာမလိုနော်အခု PDF ပေါ်လာတာဒီပြည်သူကမွေးထုတ်တာဖြစ်တယ်ဒါခင်ဗျားတို့လက်ခံရ PDF ဒီခင်ဗျားတို့တတ်မတော်သားတွေရဲ့ရန်သူမဟုတ်ဘူးဒါမျက်မျက်မှတ်တာ PDF ဒီပြည်သူကမွေးထုတ်ထားတာ ြည်သူအသက်ကိုကာကွယ်ဖို့အတွက်ရက်ရွာကြီးရွာတွေကိုကာကွယ်ဖို့အတွက်ပြည်သူရဖြစ်လာတာလိုအပ်လို့ပြည်သူရဖြစ်လာတာမလိုအပ်ရင်သူတို့ဖြစ်လာမှာမဟုတ်ပြည်သူရဖြစ်လာတာနော်ပြည်သူရဖြစ်လာတာဒီဒါပြည်သူစွာအားအင်တစ်ခုဖြစ်တယ်တိုင်းသားတွေအတွက်လည်းအားအင်တစ်ခုဖြစ်တယ်တိုင်းသားတွေကိုလည်းဂျေဇုတင်တာတစ်ခုက EOS တို့လည်းဂျေဇုတင်တာတစ်ခုကကလေးတွေကို ဒီနေ့ဒီချိန်အထိလက်တွဲခေါ်ပေးတယ်ကြီးစုပေးတယ်ဆောင်မပေးတယ်ကျောင်းမြန်မာနိုင်ငံအင်မတန်နာတယ်တတော်ကြံတယ်ကိုဗစ်နောက်ပိုင်းမှာပေါ့တတော်ကြံတယ်တိုင်းပြည်ကအေးချမ်းချမ်းနဲ့သွားမယ်လမ်းစဉ်တစ်ခုသွားမယ်ရအောင်အကြမ်းမဲ့စစ်ကောင်စီကလူကြီးမဆန်တာပေါ့နော်အတ္တကြီးတယ်လို့ခေါ်တယ်တိုင်းပြည်မှာရှိနေတဲ့အခက်အခဲတွေအကျက်တွေဒုက္ခတွေအားလုံးကိုကျွန်တော်တို့ကဖြေရှင်းလို့ရတဲ့နည်းတွေအများကြီးရှိတယ် ပြည်သူအားနဲ့ပေါ့နော်အတူတူကဖြည့်ရှင်းလို့ရတဲ့နည်းတွေအများကြီးရှိတော့သူအဲ့လိုမျိုးမလုပ်ပဲနဲ့လှုပ်ချလိုက်တဲ့ကိစ္စမှာအကုန်အထိနာကုန်တာပဲနောက်ပြမလင်းပြန်သုံးတော်သူများ jet fighter သုံးတော်သူများခင်ဗျားတို့တတ်သိရှိလို့ရှင်ရင်တော့ခင်ဗျားတို့အကြမ်းမဲ့စစ်ကောင်စီမရောက်လာရင်အိမ်ပေါ်မှာခင်ဗျားတို့တောချလိုက်အဲ့ဒါပြည်တွင်းစစ်ချက်ချင်းငြိမ့်လိမ့်မယ်ခင်ဗျားတို့ခင်ပြည်နယ်ပေါင်ငါးဘုံနဲ့လာချလို့ ခင်ဗျားတို့အဆင်ပြေသွားမယ်မထင်နဲ့ခင်ဗျားတို့ပျော်လို့လည်းမရတသက်လုံးမိမှာမဟုတ်ခင်ဗျားတို့လီဘဲတွေလိန်ပြန်မောင်းတဲ့ jet fighter မောင်းတဲ့လူတွေရခိုင်ပြည်နယ်ကိုပေါင်900ပုံနဲ့သွားချလို့အဆင်ပြေသွားမယ်မထင်နဲ့တသက်လုံးခင်ဗျားတို့အဲ့အဲ့ဒီအဲ့ဒီအဲ့ဒီရန်ကြွေးခင်ဗျားတို့တသက်လုံးဆက်ရမြန်မာပြည်ကချင်းချင်းလေးလေကဘာကြီးတော့အခုကျင်းသွားတာခေစနေအရာ ဟုတ်တော့ကဘာကြီးတော်မှာအခုခေစနေရာဆက်သွယ်ရေးတွေ online နဲ့အကောလုံးအလုံးကောင်းမွန်ခြင်းရကဘာကြီးတော်မှာအခုကချင်းချင်းလေးဖြစ်သွားတယ်အခုခမရတို့လင်းပြပေါင်းတော်သူများเนาะခမရတို့ရခိုင်ပြည်မှာပေါင်ကားအုံချလိုက်လို့အညာမြေတခွေမှာဒီပင်းမှာခမရတို့ပေါင်ကားအုံချလိုက်လို့ခမရတို့မလွတ်ဘူးဒီကိစ္စရအားလုံးကလိုက်ပါခမရတို့ပြည်သူလူထုပါ ရေဆုံးမြေဆုံးလိုက်မှာဘာကြောင့်လဲဒီပွဲကိုပြည်သူစားခဲ့တာမဟုတ်ဒီပြည်တွင်းစစ်ကိုပြည်သူစားခဲ့တာမဟုတ်ဒီလိုရန်ညိုးညံ့သားတွေဖြစ်လာအောင်ပြည်သူကြီးမွေးခဲ့တာမဟုတ်ဘူးသဘောပေါက်လားမသိဘူးသဘောပေါက်လားမသိဘူးခင်ဗျားတို့သဘောပေါက်ဖို့အရေးကြီးတယ် နော်ကျွန်တော်တို့ကတော့ရှေ့ချောက်ကဒဲပြောတော့ဆွဲစရာချီဆွဲရတော့မှာပဲနော်တိတိသာသာပြောရတော့မှာတော်သေးတာပေါ့ EUSD တိုင်းသားတွေကဖမ်းမိတဲ့ ဖမ်းမိတဲ့သူပဲဖြစ်ဖြစ်လန်ဒန်ချတဲ့သူပဲဖြစ်ဖြစ်ဒီနေ့ဒီချိန်ဒီကျိုးမွေးပြူးဆောင်ရှောက်ပေးထားတဲ့ဟာတွေရှိတယ်အဲ့ဒါတွေနားလဲစိတ်သဘောထားတွေတော်တော်ကြီးကြီးပေးလို့တော်သေးတယ်အဲ့တော့အောက်တန်းကြတဲ့စိတ်သက်ပိုင်ရှင်နေဖြစ်နေတွေ့ရတော့ခင်ဗျားတို့တက်မတော်သေးလဲ ဆုတ်ပြတ်တတ်အောင်ပါပဲအဲကြောင့်တမလို့ရဲမှာခင်ဗျားတို့တိုင်းတိုင်းရေးရမှာကျွမ်းကျင်တဲ့ဆက်ဆံရေးကောင်းမွန်သော သူများမရှိတော့ဘူးလားမြေပြန့်ဒေတာမှာအညာသူအညာသားတွေနဲ့ဆက်ဆံရေးကောင်းမွန်တဲ့သူတွေမရှိတော့ဘူးလားခင်ဗျားတို့အကြမ်းမဲ့စစ်ကောင်စီမရောက်လည်လက်အောက်မှာနေပြီးတော့တိုင်းသားတွေနဲ့စကားမပြောတတ်ဘူးဆိုလို့ရှိရင်တော့ခင်ဗျားတို့ညံ့တယ် မြေပြန့်ဒေတာအညာသူအညာသားတွေလောက်သဘောကောင်းတာအညာသူအညာသားတွေပဲနော်တို့ကယူယူချင်းချင်းလေးတောင်းရဆိုင်မယ်လဲဆိုင်မယ်ဟလာအဲထိုင်းမင်းတဘာဝအလှတရားလေးတွေနဲ့နေမယ်အဲ့လိုမျိုးတွေနဲ့ရှင်သန်ကြတဲ့လူတွေတော့မှခင်ဗျားတို့တွေကအလှတရားတွေဖျက်ဆီးပလိုက်တယ်ခင်ဗျားတို့လောဘတွေရှိနေတာအဲ့ဒီစိတ်သက်တွေကိုခင်ဗျားတို့ပြင်ပါအဲ့ဒီ အဲ့ဒီစိတ်တဲ့အဲ့ဒီအောက်တန်းကြသောစိတ်တဲ့တို့ခင်ဗျားတို့ပြင်လူငယ်တွေအကုန်သဘောပေါက်နေနော်လူငယ်တွေကပြိုင်ကျင်တာကကဘာကြီးနဲ့ရင်မောင်တန်းပြီးပြိုင်ကျင်တာအခုကပြည်တွင်းမှာရှိနေတယ်ခင်ဗျားတို့အကြမ်းမဲ့စစ်ကောင်စီတွေရဲ့လောက်ကောင်တွေကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖုံမျိုးတိုးတက်မှုနိုင်ငံရဲ့လူမှုရေးစီးပွားရေးအကုန်နှောင့်နေတယ်ပြင်မသေးသင့်ပဲနဲ့လူငယ်တွေတေးရတယ် နော်နောက်ဆုံးတော့ဘာရလဲအိတ်ချက်ချင်းခွတ်တော့ဘာရလဲအိတ်ချက်ချင်းခွတ်ဘာမှမရဘူးလေပျက်စီးကြတယ်လေပျက်စီးကြတယ်အိတ်ချက်ချင်းခွတ်တော့ ဲ့ဒါဘာလဲဆိုလို့ရှင်လူကြီးလုံးမဲ့သူတွေဆိုတာတိုင်းသားတွေတံမိုးနားလဲရမယ်မြေပြန့်ဒေသရဲ့လူတွေတံမိုးနားလဲရမယ်စိတ်သဘောထားကြီးရတယ်เนาะအဲ့တော့ခင်ဗျားတို့အခုလင်းပြန်တောင်းနေတော်သူများခင်ဗျားတို့နိုင်နေတာမဟုတ်ဘူးเนาะလင်းပြန်တောင်းတော်လေသူရဲများခင်ဗျားတို့နိုင်နေတာမဟုတ်ဘူး ခမတို့ရန်ကျွေးတက်တက်လုံးဆလေနော်ခမတို့ရန်ကျွေးတက်တက်လုံးဆလေခမတို့ကရန်ကိုငိမ့်အောင်ခမတို့ကမလုပ်တဲ့ကောင်းနေမဟုတ်ခမတို့ကရန်ကိုပို့ပြီးတော့ပွာလာအောင်လုပ်တယ်ခမတို့ဗျာခမတို့စစ်ဘိုလ်ချုပ်တွေရဲ့တာသမီးတွေနော်စစ်ဘိုလ်မှုတွေရဲ့တာသမီးတွေခမရိုးရဲ့အသားသမီးစစ်ဘိုလ်မှုတွေစစ်ဘိုလ်ချုပ်တွေရဲ့အသားသမီးတွေကြတော့စင်ကာပူမှာကျောင်းထားတာရှိတယ် ထိုင်းနိုင်ငံမှာចောင်းထားတာရှိတယ်။တနည်းကိုခင်ဗျားတို့တွေဒီတိန့်ထောင်ချအကုန်ခံပြီးတချို့သောစစ်ဗိုလ်ချုပ်တွေဆိုလို့ချင်းသူတို့ရဲ့တာအသမီတွေကိုเนาะဒီနိုင်ငံခြားမှာတိန့်2000 3000အကုန်ကြခံပြီးခင်ဗျားတို့ចောင်းထားတယ်။ခင်ဗျားတို့ရဲ့တာအသမီကြတော့ခင်ဗျားတို့ဖြစ်စီခြင်းလုံးလို့အောင်မြင်စီခြင်းလုံးလို့တချို့သောခင်ဗျားတို့စစ်ဗိုလ်ချုပ်တွေရဲ့တာအသမီတွေဆိုလို့ချင်းကွန်ဒူတွေတောင်ဝယ်ဝယ်ပေးပြီးတော့မှဟလား အဲကွန်ဒိုတခန်းဆိုလို့ရှိရင်သိန်းဘလောက်လဲသိန်းထောင်ကျော်တယ်နော်သိန်း1300 1200လောက်ချီရယ်အဲ့လိုမျိုးအခန်းတွေတောင်ဝယ်ပေးပြီးတော့မှနိုင်ငံခြားမှာခင်ဗျားတို့ကြောင်းသွားထားတယ်ခင်ဗျားတို့သားသမီးတောင်မှခင်ဗျားတို့ကဖြစ်စီခြင်းတယ်အောင်မြင်စီခြင်းတယ်ဒါပေမဲ့ပြည်ရင်းမှာရှိနေတဲ့ဒီတောင်သူလေသမားတွေနော်ရွာသူရွာသားတွေ နော်တောင်သူလေသမားတွေရွာသူရွာသားတွေကြာတော့ခမောက်ရဲရဲဆက်ဆက်တပ်ဖြတ်ပလိုက်တယ်ခမောက်မြန်မာနိုင်ငံမှာတောင်နှန်းဒေသနဲ့မြေပြန့်ဒေသနဲ့တသူတွေတသားနဲ့စိတ်မထားနိုင်ပဲနဲ့ဘယ်တော့မှစစ်ဘိုလ်ချုပ်တတ်မလို့နဲ့ရှက်စရာအင်မတန်ကောင်းတယ်နော်တောင်နှန်းဒေသနဲ့မြေပြန့်ဒေသမှာရှိနေတဲ့ပြည်သူလူထုနဲ့ခမောက်တို့တသူတွေတသားနဲ့စိတ်လေးမထားတတ်ရင် စစ်ဘုံချုပ်တွေတက်မလို့ကြပါနဲ့ DSA တွေသွားမတက်ပါနဲ့အာပလာပဲ DSTA တွေလည်းသွားမတက်ကြပါနဲ့အာပလာပဲစိတ်သဘောတဘာဝမပြေဝဘဲနဲ့ကျောင်းမြတ်မာနိုင်ငံတိုက်နေစရာမလိုဘူးအားလုံးကသူ့နေရာနဲ့သူ့နေရာနဲ့သူစူးစမ်းပြီးကဘာကြီးနဲ့ကျွန်တော်တို့ကရင်မောင်တန်းနိုင်သူ့ပြည်နယ်အလိုက်မှာကျွန်တော်တို့တွေဒီအောင်မြင်မှုအတိအဖွင့်တွေထွက်လာပါအခုခင်ဗျားတို့တိုက်နေတဲ့အရာတွေအားလုံးအားလုံးက ဖြစ်မဟုတ်ဘူးမြန်မာနိုင်ငံကကြိုးဝချမ်းသာပြီးသားအုပ်ချုပ်သူညံ့လို့ဥဆောင်သူညံ့လို့တခုခုစီဝိုင်းမှာဆိုလို့ချင်းတပြီလုံးပါလာအောင် ီသူတွေအားလုံးအောင်မြအောင်ငါတို့ဘာလုပ်မလဲကချင်ကရားကင်ချင်ဘာမမော်ရခိုင်ရှမ်းအားလုံးပလာအောင်ငါတို့ဘယ်လိုလုပ်မလဲဘယ်လိုမျိုးငါတို့ပြောကြမလဲဘယ်လိုမျိုးငါတို့ဒီရှင်သန်ကြမလဲမစင်သာကျောင်းသားလည်းခင်ဗျားတို့တတ်ပလိုက်တယ်ကျောင်းသူတွေလည်းတတ်ပလိုက်တယ်ကလေးတွေရှောက်လိုက်တတ်တဘာဝမဆန်ဘူးဟောစင်သာ ลุงเอริยะมัดถ่ายแกจะเลาบาไปเนาะ